သပင်းရောင်လာရီဆိုတာကဘေဘီလေးတွေကိုချစ်စရာကောင်းစီတယ်လို့ယူဆကြတာများပါတယ်။တကယ်တော့ဘေဘီလေးတွေကိုထိခိုက်မှုရှိစေနိုင်တာဆိုတာကိုလည်းသိချတွေ့မိတဲ့သူကနည်းမဲ့ထင်ပါတယ်။ဒီတစ်ခေါက်မှာတော့ဘေဘီလေးတွေကိုသပင်းဆိုးပေးတာနဲ့ပတ်သက်ပြီးတော့သိထားသင့်တာလေးတွေကိုပြပြပေးခြင်းပါတယ်။ ေဘီလေးတွေကအရင်နဲ့သေးရဆိုလို့ရှိရင်တော့ဘေဘီလေးတွေကိုစမီဆိုးပေးတာကမကောင်းပါဘူးကလေးတွေအတွက်တော်တော်လေးကိုထိခိုက်စေနိုင်ပါတယ်စမီဆိုးတာကကလေးတွေမှတည်းမဟုတ်ပါဘူးလူကြီးတွေမှပါအတော်လေးထိခိုက်နိုင်ပါတယ်နောက်ပြီးတော့ဘယ်အရွယ်မှာဆိုလို့ရှိရင်စမီဆဆိုလို့ရပြီလေဆိုတာကိုပြပြပေးပါမယ် ကလေးကအသက်ချောင်းနဲ့ပြည့်ပြီဆိုလို့ရှိရင်တော့သပင်ကိုစိတ်ဆိုးလို့ရပါပြီ။သပင်စိုးစစ်ထုတ်လုပ်တဲ့ကုမ္ပဏီအများစုကလည်းအသက်ချောင်းနှစ်ယောက်ကလေးတွေကိုသပင်စိုးစစ်ဆိုးတာမျိုးမလုပ်ဘူးသူတို့ရဲ့ထုတ်ကုန်တွေပေါ်မှာသတိပေးထားမြင်ထားပါတယ်။ဒါကြောင့်ဘီဘီလေးတွေကိုအယောင်မစိုးပေးပါနဲ့နော်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်တော့ဘီဘီလေးတွေရဲ့ဆန္ဒတွေကဖွံ့ဖြိုးဆန္ဒတွေပါ။အရေးပြားလေးတွေဖွံ့ဖြိုးပြောင်းလဲလာသလိုဆန္ဒလေးတွေကလည်းဖွံ့ဖြိုးပြောင်းလဲလာပါတယ်။ဘီဘီလေးတွေကအသက်အရွယ်လိုက်ခဏကိုကဖွံ့ဖြိုးပြောင်းလဲလာသလိုဆန္ဒတွေလည်းပြောင်းလဲလာပါတယ်။ဒီလိုပြောင်းလဲလာခြင်း မှာစပင်ကိုဓာတုပစ္စည်းတွေပါဝင်နေစိုးစည်းတွေစိုးပစ်လိုက်တဲ့အခါမှာဆန်သားတွေကပျက်စီးသွားနိုင်ပါတယ်အကြောင်းကတော့စပင်စိုးစည်းတွေမှာပါတဲ့အမိုနီးယားဟိုက်ဒရိုဂျင်မှအောက်ဆိုက်လို့တည်ကြတဲ့ဓာတုပစ္စည်းတွေကဥယျာဉ်ပြားကိုထိခိုက်စေနိုင်တယ်လို့စပင်ကိုလုံးလုံးပျက်စီးသွားတာမျိုးလည်းဖြစ်စေနိုင်ပါတယ်ဒါကြောင့်ဗီမီလေးတွေကိုအသက်ဆက်ကြောင်းနဲ့မပြည့်မရှင်စပင်အယောင်ချွတ်တာဆေးစွတ်တာတွေမလုပ်ဖို့လိုပါမယ်စိုးစည်းမှာပါတဲ့ဓာတုပစ္စည်းတွေကဘေဘီလေးတွေရဲ့စပင်းအယောင်ကိုတင်းပြောင်းလဲစေတာမဟုတ်ပါဘူးဆန်သားကိုပါပြောင်းလဲစေပါတယ် ပြီးတော့ဇပင်ဆူးဆီးကြောင့်ဘေဘီလေးတွေမှာဘယ်လိုထိခိုက်နိုင်လဲဆိုတာကိုပြပြပေးပါမယ်။ဇပင်ဆူးဆီးမှာပါတဲ့ဓာတုပစ္စည်းတွေကြောင့်ဆန္ဒပစ္စည်းဒါဥယျာဉ်ပြထိခိုက်တာဓာတ်မတည်တာဇပင်တွေအဟားမပြည့်ဝတာမျိုးတွေကိုခံစားရနိုင်ပါတယ်။အဆိုးဆုံးအနေနဲ့အသက်အန္တရာယ်ကိုလည်းထိခိုက်စေနိုင်ပါတယ်။ နောက်ပြီးတော့ baby လေးကသမင်ဆူးဆင်းနဲ့မတဲတဲ့အခါမှာအခုလိုလက္ခဏာတွေကိုခံစားရနိုင်ပါတယ်နော်အေးပြားတွေရမယ်အနီကွက်တွေထွက်မယ်မျက်လုံးတွေရောင်မယ်နှာခမ်းတွေရောင်မယ်ခြေလက်တွေရောင်မယ်ခေါင်းမူမယ်ဗဇက်လက်ပင်ရှာစတာတွေရောင်ရမ်းမယ်အသက်ရှူအားခံမယ်မြူချရခံမယ်အသက်ရှူလို့ရှိရင်တရှိရှိမြည်မယ်ပါရောင်မယ်မအီမသာဖြစ်မယ်အော်အံမယ် မေ့လဲမဲ့တတိလင့်မဲ့စားတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်ဒီလက္ခဏာတွေကိုခံစားရပြီဆိုလို့ရှိရင်တော့ညီစက်ရဆေးရုံကိုမမြဲလေးသွားရောက်ဖို့လိုပါရဲ့နော်ဒါကြောင့် baby လေးတွေကိုစမင်အယောင်မစိုးပေးပါနဲ့နော်ညီမရဲ့ view လေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် video မှာပြန်တွေ့ကြပါဘောနော်